မင်္ဂလာပါရှင်။ Source Voice Library ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နောင်ရိုးစေးရေးသားထားတဲ့ချွေစီတီကနဂါမောင်နှံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့စောင့်မျှော်အားပေးကြပါဦးနော်။ကြံ့ကြံ့လေးတွေလည်းပေးလို့ရသလိုစိတ်နှစ်သက်တဲ့ဆိုရင်တော့ Like and Subscribe လေးအပြင်ဖေးက Notification လေးကိုပါနှိပ်ခဲဖို့မမေ့ပါနဲ့နော်။ကဲဇာတ်လမ်းလေးကိုစားလိုက်အောင်လားရှင်။ အမလေးဖះဖះခင်လေးပါဇက်စီကအံ့ဩတကြီးရေရွတ်လိုက်မိတယ်သူရှိမြင်ကွင်းစီမှာကတသက်နဲ့တကူမြင်ရဖို့ခဲရင်လွန်းလာတဲ့အမောက်တထောင်ထောင်နဲ့စိမ့်တော့တော့နကားကြီးအလုံးထဲကထပင်လုံးလောက်ကြီးပမာအမောက်အရင်များကရွှေရောင်တောက်နေပြီးပြွေဝါရောင်တချို့ကကြားဖောက်ထားတယ်မြုံမုံတို့ကတော့နေရဲတောက်လို့ပရံများလုံးကြီးတွေလိုပဲဒီထက်မကအံ့ဩစရာကောင်းတာက နကားကြီးဟာရွှေရောင်ဝါဝင်းနေတဲ့ဇေဒီငယ်တစုကို အထက်ထက်ရစ်ပတ်လို့ရှိနေတာပါပဲခင်လေးကြည့်နေမိတော့ဇေဒီကိုလှုပ်ရှားရစ်ပတ်နေတဲ့ငကားကြီးရဲ့ဥကောင်းဟာထီတော်အထီကိုရောက်တဲ့ဆိုရင်ပဲပြင်းကွက်ကြီးကိုဖြန့်ဝင်လို့မိုးအုပ်လိုက်ပါတော့တယ်ခင်လေးအလန့်တကြားအော်ရင်အိယာထဲကထထိုင်လိုက်မိတယ်ငကားကြီးငကားကြီးခင်လေးပါဇက်ကတဖွားဖွားရေရွရင်မျက်ဝန်းကပပွင့်ခြင်းကိုလိုက်လံကြည့်မိတယ်သူရောက်နေတဲ့နေရာကငကားကြီးနဲ့ရွှေစည်တွေရှိနေတဲ့နေရာမဟုတ်တော့ဘူးသူအိတ်ခန်းစီကိုသူပြန်ရောက်နေခဲ့တယ် တော်ပါသေးရဲ့ငါအိမ်မက်မက်နေတာပဲခင်လေးတပြင်းကိုအကြိမ်ကြိမ်ချလိုက်မိတယ်ပြီးတော့တုံရင်နေတဲ့ရင်အဆုံးကိုလက်နဲ့ဖိပြီးတောက်ရီဘူးကိုလိုက်ရှာလို့တဝတောက်လိုက်ပါတော့တယ်မွေးနေ့မနက်ပေမို့ခင်လေးတယောက်ကိုရွှေမော်တော်ဖျားစီသွားကကုသူပြုဖို့အဝတ်စားလဲလှယ်ပြင်ဆင်နေမိတယ်ရေမိုးချိုးအဝတ်စားလဲပြီးတော့လိုအပ်တဲ့အမွှေးတိုင်းဖြောင်းနိုင်တဲ့ပတ်စံအိတ်တို့ကိုယူဆောင်ပြီးကားကိတ်စီကိုထွက်ခဲ့ပြီးမြင်ခင်လေးရဲ့အတွေ့တွေက ညာတော့ကအိမ်မထဲကငကားကြီးကိုမြင်ရောက်မိနေစေပဲ။လူကလည်းအေးမွားလို့ညစ်စီစီဖြစ်နေရတယ်။ကားကိတ်ကိုရောက်ပြီးမကြဘူး။လိုင်းကဆိုင်လာတော့ကားပေါ်တက်ပြီးလိုက်လာခဲ့တယ်။ခင်လေးလက်ရှိနေတဲ့တနက်ပင်မြို့နဲ့ဘကိုးမြို့ကတိတ်မဝေးတော့ခဏနေပဲဖျားချင်းကိုရောက်ခဲ့တယ်။ဖျားပန်းများဝယ်ပြီးတော့ခင်လေးဆောင်းတဲ့အတိုင်းဖျားပေါ်တက်လာခဲ့တယ်။ဖျားပေါ်ရောက်တော့မွေးနေ့နန်းတောင်မှလှူဝဲတို့ကိုဆက်ကပ်ပြီးဖျားဝက်ပြုတ်အမြတမ်းပြေးဝင်လိုက်တယ်။ ပြုပွဲတို့ပြီးဆုံးမြန်တော့ခင်လေးဖျားပေါ်ကမပြောင်းချင်သေးဘူးဖျားရေးတရားရေးကအေးချမ်းလာတာမို့ခနာဆက်နေဖို့ဆုံးဖြတ်ပြီးဇေဒီတော်ကြီးကိုအလုံးစုံဖူးမြင်နိုင်မယ့်နေရာစီမှာခင်လေးထိုင်ကြည့်ပြီးကြီးညိုဖူးမြော်နေမိပြန်တယ်။ဟိုးဘဝကြားကနေလူပြီကိုကောင်းမွန်လာပြုတဲ့သမီးပြိုလေးပါလားကွယ်။အတန်နဲ့တူခင်လေးနောက်ကိုရောက်လာတဲ့တောင်ဝေးထောက်အသက်ကြီးကြီးယောဂီရောင်လည်းမဟုတ်မင်းကြီးကြီးအဝတ်စားကိုဝတ်ဆင်ထားတဲ့အဖွားအိုတယောက်။ရှင်အဖွားဖွားရဲ့စကားကိုနားမလည်လိုက်တာမို့ခင်လေးပြန်မေးလိုက်တယ် ။ဩအဖွားမေးလေးကကောက်မှုလာပြုတဲ့အမျိုးသမီးပြိုလေးလို့အဖွားကပြောလိုက်တာပါ။ဒါနဲ့လေသမီးလေးခိုးလို့ထူးထူးခြားခြားအိမ်မက်တွေပါနေမြတ်မမိသေးလားကွယ်။ဟင်။ဖွားရဲ့မိကောနဲ့ခင်လေးရဲ့အဖြစ်ပြက်ကချိန်ကြိုက်ထားတယ်လို့ပဲထက်တူကြနေတော့ခင်လေးကြောင်းအန်းသွားမိတယ်။ပြီးတော့မှဩဟုတ်တယ်အဖွားမှတ်တယ်။သမီးအိမ်မက်မှတ်တယ်။ခုညလေးတင်ကိုမှပဲမက်ခဲတာအဖွားထိုင်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဖွားထိုင် ထိုင်ချဖို့ကြိုးစားနေတဲ့အဖွာကိုခင်းလေးဖေးကူလိုက်တယ်။အင်းဘလို့မျက်မှတ်တလဲကွယ်။အိမ်မထဲမှာလေရွှေရောင်ဝင်းနေတဲ့ဇေဒီကြီးတစုပြီးတော့ငကားစင်းစင်းကြီးငကားကြီးကဇေဒီကိုရစ်ပတ်ပြီးပပင်းကြီးကိုမိုးလို့ဖူးမြော်နေတာ။ခင်းလေးစကားကိုနားထောင်ပြီးအဖွာအိုကကောင်းငိန်လို့ပြောနေ။ပြီးတော့ဒီနေ့ကသမီးလေးရဲ့အသက်25နှစ်ပြည့်တဲ့မွေးနေ့မလား။ပြီးတော့အိမ်မက်ကလည်းတိုက်တိုက်ဆိုင်ဆိုင်မက်တယ်ဆိုတာကိုသမီးတတိထားမိရဲ့လား။ ဟုတ်တယ်ဖွာသမီးတတိထားမိတယ်။အင်းဒါဟာပြောရရင်တော့သမီးလေးကသူတို့နဲ့ထူးခြားတဲ့ပဋ္ဌာန်းဆက်ရှိနေတယ်လေ။ဒါကြောင့်သူတို့ကအတိပေးလိုက်တာပေါ့။လူဘွားမှာကြကြနေချင်းနေဆိုရင်တော့ကိုတို့ကောင်းမွန်များများပြုလုပ်ပြီးသူတို့ကိုရည်ရွယ်လို့အမျှပေးဝေချီကွယ်။ဟုတ်ကဲ့ဖွာဒါနဲ့လေသူတို့ဆိုတာကဘယ်လိုလဲရင်သူတို့ဆိုတာကသမီးမြင်မှတ်တဲ့ငကားကြီးပေါ့ကွယ်။သမီးဟာငကားတိုက်ကလာတာကွယ်။အင်းအဖွာထင်ကိုပြောရရင်တော့ တမီးလေးဟာအဲ့ဒီအိမ်မထဲကတွေးစီဒီကိုအပြင်မှာကြုံကြိုက်ပြီးအမှန်တကယ်ဖူးမြော်ရလိမ့်ဦးမယ်ကွယ်တကယ်လို့များအခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့အဖွားကိုတတိယကြီးနော်အဲ့ဒီခါအဖွားကိုယ်တိုင်မကူညီနိုင်ခဲ့ရင်တောင်ကူညီနိုင်မဲ့သူကိုအဖွားရှာဖွေပေးမယ်ကဲကဲတမီးလေးရေအဖွားကိုထူပေးပါအောင်ပြန်ချင်ရောက်တော့မှမဟုတ်အဖွားသွားတော့မယ်ဟောဟုတ်ဟုတ်ကဲ့ဖွားခင်လေးအဖွားကိုထူပေးလိုက်တယ်ထူထလို့ပြီးတာနဲ့ဖွားကထူးထူးဆက်ဆက်မယ်ခင်လေးကိုနှုတ်မဆက်တော့ဘူးတောင်ဝေးကိုအားပြုလို့ ဖရာရဲ့အနောက်ဖက်စီကိုထွက်သွားတော့တယ်။ကျန်ရစ်သူခင်လေးမှာတော့ထွက်သွားသူယောဂီအဖွားရဲ့ကြောပြင်ကိုကြည့်ပြီးအတွေးပေါင်းများစွာနဲ့ကြံရစ်ခဲ့တယ်။ဖွားကိုမြင်ကွင်းကကိုယ်ချိန်ကြားမှခင်လေးအတွေးတွေကနေရက်တန့်သွားရပြီးပါဇက်ကနေငါကနဂါးတိုက်ကနေလာတာတဲ့။ဟင်းအဖွားပြောတာတွေကလည်းထူးဆန်းလိုက်တာနော်။လိုက်လို့တောင်းမမိဘူး။ဒါတွေကဒီခေတ်ကြီးမှာရှိနေသေးလို့လား။ငါအဖွားကိုတေချာထက်မိခြင်းကောင်းမထင်နဲ့။ခင်လေးဆုံးဖြတ်ချက်နဲ့တူ ချက်ချင်းပဲအဖွားကိုလိုက်ရှာဖို့နေရာကနေခတ်တုတ်တုတ်လှမ်းထွက်ခဲ့တယ်။ဒါပေမဲ့ရှင်မောရော့စီကြီးကသာတပတ်ပြည့်သွားခဲ့တယ်။မိနစ်ပိုင်းလေးတွင်တောင်ဝှေ့ကိုအပြုလို့ထွက်သွားခဲ့တဲ့အဖွားရဲ့အရေးအယံကိုတော့လုံးဝမတွေ့ခဲ့ရဘူး။နောက်ဆုံးတော့ခင်လေးလည်းသူ့အချောင်းကိုမဖြစ်နိုင်မှုရဲ့လို့ယူဆပြီးပေါ့ပေါ့တန်တန်ပဲနေခဲ့တယ်။တို့သားဖွားဖွဲ့တွေနဲ့တောင်းထွက်ဖို့ရှိတယ်တဲ့ခင်လေးရေဒီလက်စေးပီကန်လေးထဲမှာထိုင်ပြီးလူအပ်တဲ့ဆေးတွေကိုမြို့ပေါ်လှမ်းမှာပေါ်စင်းပြုစုနေတော့စကားသံနဲ့အတူ စေကန်းထဲကိုဝင်ရောက်လာတဲ့တာဖွားဆရာမလေးစုစုကြောင့်ခင်လေးမော့ကြည့်လိုက်တယ်။ဟင်ဟုတ်လားဘလို့ဖြစ်တာလဲ။အေးလေငါလည်းအဲ့ဒါကိုပဲတွေးနေတာ။တို့တာဝန်ကြရနေရတွေကိုရောက်တာတတ်မှတ်ကလာမှမပြည့်သေးတာကို။အင်းခင်လေးပင်သက်ကိုရှမ်းမိလိုက်တယ်။သူနဲ့စုမုံတို့ကတနက်တူတက်ပြီးတနက်ပင်မြို့တင်တာတာဝန်ကြခဲ့သူများ။ယခုသူတို့နှစ်ယောက်တနက်ပင်မြို့တွင်တာဝန်ထမ်းဆောင်သည်မှအချိန်တစ်နှစ်ပင်မပြည့်သေးဘူး။နေပြောင်းတဲ့တဲ့ကရောက်လာခဲ့လေပြီ။ တဝိမလဲတာဝန်ကြရထမ်းဆောင်ရမည်နိုင်ငံဝန်ထမ်းများပေမို့ညှဉ်းဆန်းခြင်းကမစွမ်းသာဘူးမျက်စိရှိကမြင်နေရတဲ့ချင်းနဲ့ကျမရေးဌာနလေးကိုကြည့်ပြီးခင်လေးလေးခုတစ်ချက်ကိုမှုတ်ထုတ်လိုက်မိတယ်ခင်လေးဖြူမျိုးရဲ့အနောက်ဖက်တော့ကိုခေါင်ဖျားလာတဲ့ရွာကလေးစီကိုတာဝန်ကြပြီးခုရောက်နေခဲ့တာကျမရေးဌာနလေးကိုပိတ်ထားတာကြားနေပြီဖြစ်တယ်ဆိုတာကိုတော့တန်ရှင်းတက်နေတဲ့တော့ကလောက်ကြီးကတက်တည်ခံနေတယ်လို့ပါပဲတော်တာနဲ့ခက်ခက်ခဲခဲဖွင့်ပြီးမှတော့ကပွင့်သွားတယ်ခင်လေးထဲဝင်ကြည့်တော့ ပစ္စည်းပစ္စည်းတို့ကဖုံးအထက်ထက်နေပေါ့မတက်တာပြီးမို့လက်ထက်ကအထုပ်ပိုးတို့ကိုတင်ရမှနေရာချပြီးတကားတော့ကတပြက်စီလေးကိုယူလို့တန်ရှင်းလို့ဖို့ပြင်လိုက်တော့တယ်ဆရာမလေးကရောက်နေပြီဟဲ့ပြင်ဘက်ကစုညံတဲ့တွေကိုကြားရတာမို့ရွာထဲကိုလူသွားခေါ်တဲ့ဥပမောင်တို့ပြန်လာကြောင်းသတိရလိုက်တယ်မကြပါဘူးရွာထဲကလူအုပ်ကြီးတအုပ်ရောက်လာပြီးပျော်ပျော်ပပနဲ့ကျမ်းမာရေးဌာနငယ်လေးကိုဝမ်းဝမ်းရှင်းလင်းပေးတော့တယ်အလုံးကလည်းခင်လေးကို ဆရာမဆရာမနဲ့ပါဇက်ဖျားကမချရလောက်အောင်ချစ်ခင်နေကြလေတော့ခင်လေးခင်ဗျာခုမှနေမီတစ်ကိုရောက်ရှိခဲ့ရပြီမဲ့ကိုအိမ်ကိုရာလို့ခံစားလာရတော့လေသူဝိမဲ့ဆောက်ဆာရောက်ချင်းတလားလောက်အတွင်းမှာသူ့စီကိုမွေးဖွားသူပေါ်ဖက်အလာသူပါလုံးဝမရှိခဲ့ဘူးကြည်လက်ဒီတာရှိရိုးကိုခုံမင်ကြသူများပဲမို့ရက်လက်တဲ့စီကိုသာအပြုံမွေးဖွားနေကြဆဲပဲချိန်၅လောက်ဝန်းကျင်ကြာမြင့်ခဲ့ပါပြီဒီတော့အတွင်းမှာ ိုခင်ဝင်းဆိုသူရဲ့ဇနီးမက်တင်ဆိုတဲ့စင်ရဲလွန်းတဲ့အမျိုးသမီးကိုရက်လက်တွေကမွေးဖွားပေးဖို့ညှင်းဆန်ရကနေခင်လေးစီကိုရောက်လာကြပြီးမိစနစ်တကျမွေးဖွားပေးခဲ့ခြင်းကအစပြုလို့ကျေးလက်လူလူတို့ကခင်လေးပေါ်ယုံကြည်တက်ဝင်လာခဲ့ကြပြီဖြစ်တယ်။ချင်းကစကားပြောလာတာနဲ့အမျှခင်လေးရောက်လာပြီးနောက်ပိုင်းမှာကျေးလက်တေသရဲ့ရှေးရိုးဆွဲတာခွားနီးနာတွေကြားမှာအသက်လူပြီးမွေးဖွားရမယ့်ကလေးငယ်တွေနဲ့မိခင်တွေဟာယာနုံပြေးွားတဲ့ကျန်းမာရေးဆိုင်ရာလုံခြုံမှုကိုခံစားလာကြရတယ်။မလို့အဖယ်မိခင်ကလေးတိမ်မမှုတွေဟာလည်းမရှိတော့ပါဘူး။ဇာပိုင်းတော့ ရှေးထုံးကိုမလွန်ဆန်ကြပေမဲ့နောက်များကျတော့ခင်လေးရဲ့ကျမ်းမာရေးပညာပေးဟောပြောစည်းရုံးမှုတွေကြားမှာကျေလက်နေလူလူတို့အရာရာကိုဖြည်းဖြည်းသိရှိနားလည်ခဲ့ကြပါတော့တယ်။မြို့သမီးတွေစေဝါတွေကိုစနစ်တကျအသုံးပြုပြီးတားဆက်ချခြင်းနဲ့ရခင်ရှိပြီးသားအရက်လက်တွေကိုမှန်ကန်တဲ့နီးစနစ်တွေကိုတင် जा နိုင်ဖို့ခင်လေးကူညီပေးနိုင်ခဲ့ပါတယ်။ခင်လေးရဲ့စေတနာအကျဉ်းနာနဲ့မေတ္တာတရားတွေကခေါင်ဖျားတဲ့ကြီးလက်ဒေတာလေးကိုကိုယ်ရဲ့ဖြန့်ကျက်နိုင်ခဲ့လေပြီ။မေတ္တာဆိုတဲ့သဘောမှာလည်း ။ကြောင်ပြန်တုတ်ပြန်တက်လေတော့ကြီးလက်သားတို့အဖို့ကခင်လေးကိုချစ်ခင်လေးစားမှုအပြည့်နေပါပဲ။သူဝိမဲ့အရာရာတိုင်းမှာဆုံးပြူဆိုတာရှိနေတတ်တယ်လေ။ဒီတော့ခင်လေးရဲ့လှူဆောင်ချက်တွေတိုင်းကိုအပြည့်လိုမြင်နေတတ်တဲ့သူတယောက်တော့ရှိနေခဲ့ပါတယ်။ထို့သူကတော့ဒီဟာမာလေးရောက်လာကြတဲ့ကတဖြည်းဖြည်းငါရဲ့စားပေါက်တွေပိတ်ခဲ့ရတာ။ခုဆိုရင်ရွာထဲကရင်ကငါးနဲ့မှငါးငါးမှငါးတန်တန်းဆွဲမွေးခဲ့ကြတဲ့ကောင်မတွေကလည်းခုတော့ဒီဟာမစီကိုရောက်ကုန်ကြပြီ။ ငါစီမှာခါရခဲ့ကြတဲ့တပိတပန်းတွေကလည်းသူ့ကြောင့်ငါ့ကိုခွာပြဲကုန်ကြပြီမဖြစ်သေးပါဘူးငါသူ့ကိုဒီတိုင်းလွတ်ထားလို့မရတော့ဘူးတခုခုတော့လုံမရတော့မယ်ဒါမှငါအလုပ်တွေပြန်ရောက်လာမှာထပ်ပါစကားကိုပြောင်းမှုပဲဆေးလိကြီးဖွာလို့ကျင်းဝါနေသူကတော့ရွာအပြင်လေခွင်းနေထဲမှာတဲထိုးပြီးနေတဲ့တော်ဖွာတင်မဲ့ဖြစ်ပါတယ်တော်ဖွာတင်ကအရင်ကဒီနေရာဒီတိသားရဲ့အထင်ကရဝမ်းဆွဲတဲ့ကြီးပြီးတော့အောက်လန်းလိုလိုဆုံးလိုလိုပညာရမျိုးကိုတက်ကြွနေလို့သမုတ်ခံထားရတဲ့သူ ရင်ကလေးကသူ့နယ်ပိုင်းရဲရွာလေးကကလေးမွေးစရာရှိလို့ခြားဝန်းဆွဲတဲ့နယ်မွေးခဲ့ရင်သူကကလေးတင်အောင်ပြူစားတတ်တယ်ရဲ့လို့ကြွားကသိကြတယ်။တကယ်လဲသူ့နဲ့မမွေးရင်ကလေးကသေဖို့များတယ်။တကယ်တော့တော့ဖွားတင်ကဆုံးမဟုတ်ပါဘူး။အခြားတနေရာကအောင်လန်းစရာကြောက်ရဲ့အကူကြီးရတဆင့်တခြားလက်တွေတွေကိုအမှားယူမဖြစ်ဖြစ်အောင်ဖန်တီးနေတာရဲ့။ခင်လေးဆိုတဲ့တောက်ဖွားဆရာမရွာကိုရောက်ခါစားကတော့ကလေးမွေးမဲ့သူတွေဟာအဲ့ဒီဆရာမစီထက်သူ့စီကိုပဲအလားများကြတယ်။ဒီတုန်းကတော့တော့ဖွားတင်ဟာ ပညာမန်ဝင်လို့ဆရာမလေးကိုဖားတူလို့ခရုခုံအိုင်ပြက်ယုံမဲ့ရှိမယ်။တနာစရာလေးရဲ့လို့တောင်းပြောခဲ့ဘူးသေးရဲ့။ပွဲပွဲနှဲလာခဲ့တဲ့သူ့အတွက်ဆရာမလေးဟာယူဆိုင်ဆရာမလို့ဘူးလို့ကိုသူယူဆခဲ့တာ။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှသူစီကိုလက်တယ်လက်အပ်သူကလုံးဝကိုမရှိတော့ဘူးဖြစ်လာတော့တယ်။ဒီတော့ကမှတော့ဖွားတင်တို့လက်ရှိအခြေအနေကိုမြင်ရပြီးခုလိုမလုံးဝပွားမှုတွေစတင်လာခဲ့ရတော့တယ်။ဒီအတွက်ကြောင့်မဲသူဟာအကန့်ခက်ကိုခုတ်ချင်းထက် ရေသားမြစ်ကိုဖျက်ဆီးဖို့ကသာဆုံးဖြတ်လိုက်ပါတော့တယ်။တန်ချောင်းငါမာရာတေချာလုံးနော်။ဒေါဖွားတင်ကအောင်လန်းဆရာစီကယူလာတဲ့အစီမံကိုခင်လေးစီပို့ဖို့ရေသမားတန်ချောင်းကိုခိုင်းနေတာ။တန်ချောင်းကဟိုးရခင်ကလေးကဒေါဖွားတင်ရဲ့ခိုင်းပဲ။ကိုကိစ္စမှာတောက်ဖွားဆရာမလေးတည်သွားရင်သူပြူစားတယ်လို့သမုတ်မဆိုးလို့တန်ချောင်းကိုအရဖိုးပေးလို့ညဘက်ကြီးတွားပြစ်ဖို့ခေါ်ခိုင်းနေတာရဲ့။တန်ချောင်းကတော့အရဖိုးကိုမြင်ပြီးကောင်းတညီနေနဲ့မကြောက်ဘူး။တန်ချောင်းတယောက်အဖွားတင်ပေးတဲ့အထုပ်ကလေးကိုယူလို့ကျွာလေးကိုထွက်သွားတော့တယ် ညာဘက်လူကြီးတိတ်ချင်ရောက်တော့တန်ချောင်းတယောက်ကိုချောင်းချောင်းနဲ့ဆရာမလေးနေတဲ့ကျမ်းမာရေးဌာနစီကိုသွားတယ်။ဟင်။ရမူးနေတဲ့တန်ချောင်းမူးပြည့်ကျင်သလိုဖြစ်သွားပြီးမျက်လုံးတွေတောင်ပြူးသွားရတယ်။ဆရာမလေးနေတဲ့ကျမ်းမာရေးဌာနလေးကသူ့မျက်စိရှေ့မှာနေပျောက်ရှင်းမလားပျောက်နေတယ်။ဘယ်များရောက်သွားတာလဲ။ငါများရေချိန်လွန်သွားလို့လား။ရေချိန်လွန်ရအောင်ကလည်းပုံမှန်တောက်နေကြအတိုင်းပဲတောက်တာ။တန်ချောင်းမကြည့်မနှက်နဲ့လှက်ပက်ပြီးရှားတယ်။ဒါပေမဲ့ဆရာမလေးနေတဲ့နေရာမှာကျမ်းမာရေးဌာနအဆောက်အအုံလေးရှိမနေပဲ ဟာလာဟင်းလင်းပြင်းကြီးပဲရှိနေတယ်။ပြီးတော့စိန်ဖန်ဖန်မင်းကိုလိုလိုမြူးလိုလိုအရာတွေကလည်းအဲ့ဒီမှာရှိနေတယ်။ဒါတော့တန်ချောင်းအရက်ရှင်တောင်ပြင်းတဲ့လိုလိုဖြစ်လာပြီးထုတ်ကိုကင်လိုလာလန်းစီကိုသာပြန်လှည့်ခဲ့ရပါတော့တယ်။မောင်စိတ်မချတော့ဘူးနမတော့တို့တို့ရဲ့မူလဘဝစီကိုပဲနမတော့ပြန်လာခဲ့ပါတော့နော်။အိမ်မောကြနေတဲ့ခင်လေးရဲ့နားထဲကိုတစုံတစ်ယောက်ကတီးတုတ်ကပ်ပြောနေတယ်လို့တန်ချာနေရတယ်။နှာခေါင်းထဲမှာလည်းစိတ်ရွှေရွှေရဲ့နဲ့တခုကိုခံစားနေရတယ်။ မျိုးလုံးဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့ခင်လေးရဲ့မျိုးလုံးတွေကဖွင့်လို့မရဘူး။ပါဇက်ကနေမေးဖို့ပြင်ပြန်တော့လေထိုနည်းတူတူပဲ။နံမတော်ကိုအနေပေးမဲ့သူတွေရှိနေတယ်။နံမတော်ဘလောက်ပဲကောင်းတာတွေလုပ်ပေးပေးသူတို့ကအကောင်းမြင်မှာမဟုတ်ဘူး။သူတို့ကအမှောင်ကိုမြင်လို့ကြားတဲ့လူသားတွေ။ဒါကြောင့်နံမတော်ပြန်ခဲ့ပါတော့။ခင်လေးအတန်ကိုနားထောင်ပြီးချုပ်တီးနေရတာကိုစိတ်ကမခံစားနိုင်တော့ဘူး။အတင်းကာရောလှုပ်ရှားရုံကံပေါ်ကြိုးစားမိလိုက်တယ်။ကျေလောင်စွာနဲ့အော်ဟင်းခင်လေးနိုးလာခဲ့တယ်။ ခင်လေးနိုးလာတာနဲ့တပြိုင်တည်းမှာပဲနဘေးမှာဖော်လာအိပ်ပေးတဲ့ရွာတွေကပုတ်ဆုံမဆိုတဲ့ကမ္မလေးကပါလက်နိုးလာပြီဆရာမလေးဆရာမလေးဘာဖြစ်တာလဲယင်ဘာဖြစ်တာလဲခင်လေးမှာတော့ပုတ်ဆုံမရဲ့အမေကိုချက်ချင်းမဖြေနိုင်ခဲ့ဘူးမျက်ဝန်းအဆုံကခန့်ပတ်လေကိုလိုက်လံကြည့်နေမိတယ်မိကိုလိုလိုစိတ်ငွေ့ငွေ့အရာတွေကအခန်းထဲမှာဝေ့ဝဲနေတယ်ဆရာမလေးဘာဖြစ်တာလဲယင်အော်အင်းအင်းဘာဘာမှမဖြစ်ပါဘူးအိမ်မအိမ်မဆိုးမတ်တာဟိုးတော်သေးတာပေါ့ ပုံဆောင်မကဆရာမလေးဘာများဖြစ်တယ်လဲလို့ရေရေတော့မလားဆရာမပုံဆောင်မခတ်ပြင်မယ်လေအင်းအင်းပုံဆောင်မအခန်းပြင်ဘက်ထွက်သွားပြီးတောက်ရည်တစ်ခွက်ခတ်လာတယ်ခင်လေးလေးမောဟိုက်ပြီးအကောင်တို့၆ကတ်နေရတာမို့ရေကိုအငမ်းမရတောက်ချလိုက်ပါတော့တယ်နောက်တနေ့နန်းနဲ့မှာတော့ဟဲငမုနင်ပြောတာမဖြစ်နိုင်လိုက်တာဟဲနင့်ဘာသာအမူးလွန်ပြီးဖြစ်တာနေမှာပေါ့တော့ဖွားတင်ဒေါသတွေထွက်နေတယ်သူနှပေးမှာတန်ချောင်းကတော့ မနက်မိုးလင်းတာနဲ့အရက်စာနေတဲ့ပုံနဲ့ကျုပ်အခုနေကင်းဘက်ကိုထပ်သွားကြည့်ပါဦးမယ်ဒီတခါတော့စိတ်ချပါဗျာတော်ပြီတန်ကြာနေငါစီကအရက်ဖို့ထပ်တောင်းမယ်မကြမ်းနဲ့ငါ့ဘာငါပဲသွားတော့မယ်တော်ဖာတင်တန်ကြာလက်ကအထုပ်ကလေးကိုဆက်ကနေလူမျိုးပြီးပြောလိုက်တယ်ပြီးကြတဲ့သူ့ channel ကနေထွက်ဖို့ပြင်လိုက်တယ်အမလီချောင်းဝါကနေသူ့ကိုမန်ဖီနေတဲ့မွေးကြီးတစ်ကောင်ကြောင့်တော်ဖာတင်လန့်អော်လိုက်တယ်တန်ကြောင်းကလည်းတော်ဖာတင်អော်တဲ့ကြောင့်အနာကိုပြေးလာတယ် အဲ့ဒီခိုင်မှာပဲဒေါ်ဖွားတင်ရဲ့ချန်နယ်ဘေးကခြုံရွယ်တို့ဟာတွတ်တွတ်ခါအောင်လှုပ်ရမ်းလာကြလိမ့်ပြီးနောက်ရွေးစုံသောမွေပေါင်းများစွာထပ်ပေါ်လာပါတော့တယ်။မကြာမီအချိန်တွင်တော့ဒေါ်ဖွားတင်ရဲ့ချန်ဘက်စီကအော်တနက်ကြီးတွေထွက်ပေါ်လာခဲ့ပါတော့တယ်။လက်တဲကြီးဒေါ်ဖွားတင်ရဲ့အယတမတန်ချောင်းတို့တည်ပြီးတဲ့တော့ဟေးဘလို့ဖြစ်တာလဲ။ဒီကိုယ်လုံးပြာနှမ်းပြီးချန်ဝတ်မှန်းနဲ့တည်နေကြတာ။နားလေတဲ့သူတွေပြောတာတော့မွေစိတ်တက်ပြီးတည်တာတဲ့။ဟင်းဟုတ်လား။အေးလေဒေါ်ဖွားတင်တို့မလဲ။ ရင်ကပြုတ်ခဲ့တာတွေအတွက်နဲ့သူ့เจ้าနဲ့သူ့ကံပေါ့အေးရွာထဲမှာလက်သက်ကြီးတော်ပွားတင်တဲ့တန်เจ้าတို့တရင်ကပြန့်နှံ့နေတယ်။ဒီတရင်ကိုခင်လေးကြတော့နှစ်ယောက်စလုံးကိုသူသေးချာမသိပေမဲ့အတော့ကိုစိတ်မကောင်းဖြစ်မိခဲ့တယ်။ထုံနီးတူစွာပဲခင်လေးလိုမျိုးမဟုတ်ပဲတော်ပွားတင်တို့အတွက်ယူကျုံးမရဖြစ်နေသူတယောက်လည်းရှိပါသေးတယ်။ထို့သူကတော့နမဲကြီးမင်းပြောတာအမှန်ပဲလား။ယိုးကောင်းအရွယ်ဆုံးပရိမြားနဲ့နီးရင်ရောက်အခင်ချင်း ။သွေးခွက်တွေနဲ့ပြည့်နေတဲ့ခန်းထဲမှာထိုင်နေတဲ့အောင်လန်းဆရာကန်ကြီးကမေးလိုက်တယ်။သူမေးနေတဲ့ငမဲကြီးဆိုတာကတော်ခွက်တင်ကမွေးကျင်နေဆိုလို့သူစီကလှုပ်ပေးထားတဲ့တစီကောင်းကြီး။ဟုတ်တယ်။တုတ်တောင်သူတို့ကိုမရှင်းနိုင်လို့ခွေးပြွက်ဝပြီးပြေးခဲ့ရတာ။ဘယ်သူကမွေးတွေကိုခိုင်းတာလဲသိလား။ကျုံမြင်မိကြတော့မွေတွေအားလုံးရဲ့အနောက်မှာအစိမ်းရောင်တောက်တောက်ကိုဝတ်ထားတဲ့သူတယောက်ပဲသူရဲ့လှုပ်ရှားပြုံပုံကမွေတကောင်နဲ့တူတယ်။ငကဒါငကပဲ။ကန်ကြီးရဲ့ရေရွမှုကြောင့်ငမဲကြီးမော်ကြည့်လာတယ် ဒါဟာဟိုတာဖွားဆရာမနဲ့ပတ်သက်နေမှာအသေးချာပဲကန်ကြီးကထမှန်ပြီးတွေးဆလို့ပြောတယ်မမဲကြီးကတော့သူ့သခင်ရှိမှဒုထောက်ခါစားလျက်ပဲရှိနေတယ်ကန်ကြီးမှာတော့သူ့အကြောင်းကိုအလေးနဲ့တွေးတော့နေဟန်ရှိပြီးနောက်ဆုံးမှာတော့နဂါနဂါဒါဟာတိုက်တစ်ခုကကောင်းမဲနေမှာဟိုကောင်မနဲ့တခုခုပတ်သက်နေတယ်ဆိုတော့ဒီယွန်ယင်ပြုံးလိုက်တဲ့ကန်ကြီးရဲ့မျက်မွန်းတွေကအယောင်တွေတစ်ဖြက်ဖြက်လက်နေပါတော့တယ်ချွန်းလက်နေတဲ့လရောက်အောင်မှာချွေရောင်တဝင်းဝင်းတောက်ပနေတဲ့ဇီတီတစု ဇေဒီကလေးနှစ်ပေးမှာတော့လူလင်ပြူတယောက်သူရဲ့အကြည့်တွေကဝေးစီကိုငေးကြည့်ပြီးညဝန်းနေမှာအမီဖော်မရတဲ့အရေးအယောင်တချို့ကရှက်တန်းနေတယ်နမတော်လေးရဲ့မောင်တော်တိတ်ကိုစိတ်ပူပန်နေရပြီနမတော်ကိုလူဘွားမှာဆက်နေစေခြင်းသေးပေမဲ့ခုများတော့အန္တရာယ်တွေကရောက်ရှိလာပြီမောင်တော်ဘလို့ဖြေရှင်းရမလဲမသိတော့ပါဘူးလူလင်ကတီးတိုးရေရွတ်တယ်ပြီးတော့ဇေဒီကလေးနှစ်ပေးကနေထလိုက်ပြီးတောစီကိုဝင်ရောက်သွားပါတော့တယ် ခင်လေးတယောက်အိမ်မက်ရာကနေလက်နိုးလာရတယ်။ရခင်မွေးနေ့တုန်းကမတက်အိမ်မက်ကိုပဲသူပြန်မက်ရပြန်ပြီ။ဒီဒီချိန်တော့အိမ်မက်ကရခင်နဲ့အနေငယ်ကွဲတယ်။ရခင်ကငကားကြီးအစားလွန်စွာချောမွန်လပသောယောက်ျားပြုတ်တယောက်ကဇေဒီရဲ့နဘေးမှာရှိနေခဲ့တာ။အိမ်မက်ထဲမှာယောက်ျားပြုတ်ပြောတဲ့စကားတွေကပြင်မာပါခင်လေးနားထဲဆွေးနေတယ်။ဇေဒီနဲ့ငါကပတ်သက်မှုရှိနေတယ်ဆိုတာကတော့သိကြနေပြီ။ဒါဖြင့်ဟိုတယောက်ကရောခင်လေးတယောက်အိမ်ရတဲ့လှဲရင်စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ခံလုံတဲ့အဖြေကိုတော့သူမရနိုင်ခဲ့ပါဘူးအမောင်တို့ထဲမှာခင်းလေးနေထိုင်ရာကြည်လက်ကျမ်းမာရေးဌာနလေးရဲ့အကောင်းငင်ထက်မှာနင့်တကောင်များပြန်ဝဲနေတယ်ချင်းကတဖြည်းဖြည်းနဲ့သကောင်ရံကိုတိုင်ခဲ့ခြင်းတွင်တော့ရွာထဲကိုလူသုံးယောက်တက်တဆေဝင်လာခဲ့ပြီးခင်းလေးနေထိုင်ရာကျမ်းမာရေးဌာနလေးစီကိုချင်းကပ်လာကြတယ်ပြီးတော့သုံးယောက်စလုံးဌာနကိုမျက်နှာမူလိုက်ပြီးထဲကတယောက်ကကာထာတချို့ကိုမတ်မှုတ်လို့ထဲစီကိုနွန်းနွင်းလိုလိုပြလိုလို့ ဝါရအမှုန်တွေကိုပတ်သွင်းမာတော့တယ်။မှုန်တွေ channel ကိုဝင်ရောက်တာနဲ့တပြိုင်နက်ဌာနကိုဝန်းရံနေတဲ့အစိမ့်ငွေ့ငွေ့အယောင်တွေဟာပျောက်ရှာကုန်မာတော့တယ်။ကဲပေါက်ကြီးတို့ထဲကိုဝင်ပြီးကောင်မကိုတွားဖန်ခဲ့တော့လေကလူရဲ့အမေပေးတဲ့အဆုံးမှာနဘေးကနှုတ်ဟာကျမရဲ့ဌာနလေးစီကိုဝင်ရောက်သွားကြပါတော့တယ်။ဟဲ့ကောင်တွေကောင်မကိုတခြားဆောက်ကြည့်ထားကြည့်မင်းတို့ရဲ့ပေါ်ရမှုကြောင့်ငါအလုပ်ကိုတော့အနှောက်အယှက်မပေးကြနဲ့။ကန်ကြီးတယောက် သူ့ရဲ့ခန်းထဲမှာခင်လေးကိုပေါက်ကြီးတို့နှစ်ယောက်အားထုံအောင်ထားစီပြီးသူကတော့အစီရင်တွေကိုပြုလုပ်နေတယ်။ခင်လေးကတော့ပေါက်ကြီးတို့နှစ်ယောက်ရဲ့လက်မှာကောင်းကင်စိတ်ကြလို့ချိန်တော်ကြတော့ကန်ကြီးရဲ့အစီရင်တွေပြီးခဲ့ပြီ။အစီရင်ပြုထားတဲ့လင်မန်းကိုကိုင်းပြီးကန်ကြီးကခင်လေးဘက်ကိုလှည့်လာတယ်။ပြီးတော့ပါဇက်ကကာထာရွတ်လို့လင်မန်းထဲကအရာတွေနဲ့ခင်လေးကိုပစ်ပောက်ပြီးစိတ်ညို့ပါတော့တယ်။ကောင်းမမူလပြန်စမ်းနင်းရဲ့အတိတ်ဘဝကိုတရိယာစမ်း ကန်ကြီးကခင်လေးကိုနှုတ်မိန်ပေးနေတယ်။မကြပါဘူး။ခင်လေးရဲ့ခန္ဓာကိုယ်ဟာမွေးတကောင်လိုလွန်းလွန်းလွန်းဖြစ်လာတယ်။ပြီးတော့ကန်ကြီးတို့ကိုမျက်ဝန်းနေနေကြီးနဲ့စိုက်ကြည့်တယ်။အာခန်းကျင်တဲ့ပေါ့ကောင်မယော့ခင်လေးစီကအော်တနာဂျီထွက်ပေါ်လာပါတယ်။ကောင်မနင့်အခန့်ဖို့မကြိုးစားနဲ့။နင့်အချင်းလေးကိုနင်တိလိုက်စမ်း။ခင်လေးငြိမ်ကြသွားတယ်။ကန်ကြီးကဆက်လက်ပြီးနင်နေခဲ့တဲ့ဌာနေကိုငါ့ကိုလိုက်ပြစမ်း။ခင်လေးမျက်ဝန်းများမှိတ်ထားရင်ကနေခေါင်းငိတ်လိုက်လေတယ်။ မရောက်သေးဘူးလားကျုပ်တို့ခံထားရပြီးအိမ်မွေးချခံထားရသူလိုဖြစ်နေတဲ့ခင်လေးကကန်ကြီးတို့ကိုအရှိကနေဥဆောင်ပြီးခေါ်သွားနေတယ်သူတို့အားလုံးမနေ့အစောကလေးကရွာကနေထွက်ပြီးရိုးမတော်တဲ့ကိုဝင်ခဲ့ကြတာအချိန်တော်ကြာနေပြီပေါကြီးတို့နှစ်ယောက်ကတော့ခင်လေးကိုကြည့်ပြီးတစုံတရာလှုပ်ရှင်နေဟန်တဝိမဲ့ကန်ကြီးကို ကြောက်ရတာမို့သူတို့ဆန္ဒကိုမျိုးသိနေကြရတယ်နေဝင်လူနိနိချင်းတွင်တော့တောင်ချီမီပြန့်လေးစီအရောက် ခင်လေးရဲ့ခြေလန်းတွေကရက်တန်သွားပါတော့တယ်။ကြောက်ပြီလား။ခင်လေးကကောင်းကျင်ပြတယ်။ကန်ကြီးကတော့ပဝန်းကျင်ကိုကြည်ကြည်နက်နက်ကြီးတစ်ချက်ဝေးဝိုင်းကြီးလိုပြုံးလိုက်တယ်။ပြီးတော့ခင်လေးရဲ့နှစ်ဖူးထိပ်ကိုလဝါနဲ့အုပ်လို့ပါးစပ်ကတစုံတရာကိုရေရွတ်လိုက်တယ်။ကန်ကြီးရဲ့ရေရွတ်မှုအဆုံးခင်လေးတယောက်ရုပ်ကျိုးပြက်သလိုခွေခေါက်လဲကျသွားပါတော့တယ်။နှစ်ကောင်တွေဟိုဟာတယန်းကျင်မနေနဲ့ဒီကိစ္စပြီးရင်မင်းတို့နားမှာဟော့တယောက်ဟော့တယောက်ဆိုပြီးထဲလဲတွဲလာနိုင်လိမ့်မယ်။သွား ပါလာတဲ့ကရုပ်ပွဲတွေပြင်ဖို့များများလုပ်ကြကန်ကြီးရဲ့ဆွဲလုံးကထိရောက်လာတယ်ပေါင်ကြီးနဲ့ငဝင်းတို့နှစ်ယောက်ခင်လေးကိုလစ်လျူရှုလို့သူတို့ကိုကန်ကြီးခန်းတဲ့အတိုင်းအသွေးမတင်လှုပ်ဆောင်ကြပါတော့တယ်တော်လှန်ပတ်တင်တန်ကြီးနဲ့အတူငွေရောင်ကြီးဖြာကျနေတဲ့လရောင်အောင်မှာဝင်းငနဲ့လက်ကနဲ့ထွက်ပေါ်လာတဲ့ရွှေရောင်စည်ဒီလေးညံတော်က6000ကန်တာရှိမယ်စည်ဒီတစ်စုလုံးကိုရွှေသားအစစ်တွေနဲ့တီထားစွာကတော့လရောင်အောင်မှာတဖိဖိလက်နေတဲ့အရာတွေကြောင့် ညင်းလို့ရနိုင်မယ်မထင်ဘူး။အောင်မီကွာအောင်မီ။ကန်ကြီးကထအော်တယ်။ပြီးတော့ပေါင်ကြီးတို့ကိုမင်းတို့ဇေဒီကရွှေသားတွေကိုတွားခွာကြတော့ကန်ကြီးရဲ့စကားကြောင့်ပေါင်ကြီးဇက်ပူသွားတယ်။ဆရာဟိုဟိုငကားငကားကောင်။ဘာမှမပူနဲ့ငါထိနိုင်တယ်။ကန်ကြီးကအမခန့်တော့ပေါင်ကြီးတို့မတက်တာတော့ဘူး။သူတို့နှစ်ယောက်စီးတဲ့ကနေထွက်လိုက်ကြတယ်။အပြင်ရောက်တဲ့ဆိုရင်ပဲပဝန်းကျင်တစ်ခုလုံးမွေးတွန်းတဲ့တွင်မန်ဖီတန်တွေကထွက်ပေါ်လာတယ်။ ။ဒါကြောင့်အောက်မှာဥကောင်းတွေကိုရိမ့်လွှဲနေတဲ့မွေးတွေကိုလည်းသူတို့မြင်ကြရတယ်။ကန်ကြီးကစီတဲကနေပြီးဂါထာမန္တန်တွေအဆက်မပြတ်ရွတ်လို့ရှိနေတယ်။သူ့ရဲ့ရွတ်ဖတ်မှုတွေကြောင့်မွေးတွေကအရှိကိုတိုးမလာနိုင်ခဲ့ဘူး။လူလင်ပြိုတယောက်ဆန်းချောင်းကလေးထဲမှာရေးစိနေတော့သူနေထိုင်ရာပတ်စီကဘုံငနဲ့ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။ရန်သူလူလင်ပြိုကရေရွတ်ပြီးတာနဲ့ချက်ချင်းပဲကဲမော်ကိုအပြစ်တက်ပြီးသူနေထိုင်ရာနေရာစီကိုအလျင်မြန်မဲ့ပြစ်လိုက်သွားပါတော့တယ်။ ကြခင်မှာတော့လူလင်ပြိုဟာသူနေတဲ့နေရာစီကိုရောက်လေပြီးကြောက်ပွဲတွေနဲ့တိုက်တူးဖို့ကြိုးစားနေတဲ့သူတွေကိုတွေ့လိုက်ရပါတော့တယ်။သူရဲ့အချွေရန်တချို့ကလူ၃ယောက်ကိုတားမြစ်ဖို့ကြိုးစားနေကြပေမဲ့ရမထင်လေဘူး။ထို့အချင်းရာတို့ကြောင့်လူလင်ပြိုဟာဒေါသထွက်သွားပြီးညဝန်းတွေကရရက်တောက်နေလာခဲ့တယ်။အဲ့ဒီခိုင်မာပဲလူလင်ပြိုထက်မြင်လိုက်ရတာကခွေခွေကလေးလဲကြနေတဲ့မိမပြို။နှမတော် လူလင်ပြိုကခင်လေးကိုပြေးပွေ့လိုက်တယ်။အဲဒီချိန်မှာပဲစီဝိုင်းထဲမှာရှိနေတဲ့ကန်ကြီးကနောက်ဆုံးတော့မင်းရောက်လာခဲ့ပြီပဲ။လူလင်ပြိုကကန်ကြီးစီကိုကြည်လာတယ်။ပြီးတော့ရုတ်တရက်အန်ကိုကြိတ်လိုက်ပြီးဒုက္ခနာကိုကိုတစ်ချက်လှုပ်ခါလိုက်တယ်။လူလင်အတွင်ကနေကြီးမားတဲ့နဂါးကြီးတကောင်ဟာ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 ဒီအတွက်ကြိုတင်ပြင်ခဲ့ပြီးသားပါကွာ။ကန်ကြီးကပြောပြီးတာနဲ့မန္တန်တပုတ်ကိုရွတ်လိုက်တယ်။သူရဲ့ရုတ်ဖက်တန်အဆုံးမှာတော့ နေပြင်းတွေတရှိရှိတိုက်ခတ်လာပြီးလာရောက်အောင်မှကောင်းကင်ကနေပြန်ဝဲဆင်းသက်လာတဲ့ကြီးမားလာတဲ့ငှက်ကြီးတကောင်ငှက်ကြီးကအချိန်နဲ့ပြင်းစင်လာပြီးငကားကြီးကိုထိုးတုပ်လိုက်တယ်ငကားကြီးကတော့ငှက်ကြီးသူ့စီကို ရောက်မလာမီနဘေးကမင်းမပြုတ်ကိုထိခိုက်မှဆိုးလို့မိကြီးနဲ့နဘေးကိုတွန်းဖယ်လိုက်တယ်အဲဒီခဏမှာပဲငှက်ကြီးရဲ့ထိုးတုပ်ခြင်းကိုငကားကြီးခံလိုက်ရပါတော့တယ်ရောလုံးပက်တင်တန်ထထနဲ့ဝုန်းတိုင်းကျနေတယ်ငကားကြီးနဲ့ကလုံးငှက်ကြီးတို့တိုက်ခတ်မှုကြောင့် ပေါ့ကြီးတို့ခမရလည်းရှေ့ကိုဆက်မတူရဲဘူး။ကြောက်ရွံ့နေရမှာရက်ပြီးတိုက်ပွဲကို ကြည့်နေကြတယ်။ကန်ကြီးကတော့မျက်စိကိုဇုံမိတ်ပြီးမန်းနှံတွေအဆက်မပြတ်ရုတ်ဖန်နေတယ်။ဟက်ကောင်တွေရက်လိုက်ကြစမ်း။အောင်မြင်ထဲဝါလုံးနဲ့ငောင်းငန်းတယ်။တန်ရဲ့အဆုံးမှာတော့တော်တဲ့ကနေတောင်ဝဲကိုအပြူလိုလှန့်လျှောက်လာတဲ့အဖွားအိုတယောက်။ကန်ကြီးရဲ့ရုတ်ဖက်တန်ကရက်တန့်သွားရတယ်။နင်တို့တော်တော်မိုင်မဲတဲ့ကောင်တွေပဲ။ဖះကပစ္စည်းကိုနင်တို့မပစ်မရဲတဲ့ ဖွာအိုကကန်ကြီးကိုဒေါသတကြီးကြည့်ပြီးပြောလိုက်တယ်။ကန်ကြီးကတော့အဖွာအိုကိုမထစ်တီးပြန်ကြည့်လေးပြီးဖွာကြီးကိုနဲ့မဆိုင်ရင်ဘေးဖယ်ရှောင်းသွားလိုက်ပါမဟုတ်ရင်ကြားရရနဲ့အချောင်မသားပေါ်နေမယ်နော်။ကန်ကြီးရဲ့စကားကြောင့်အဖွာအိုကအာရပါရထရဲလိုက်တယ်။နင်ကများငါ့ကိုချိန်လမ်းမောင်းလာနဲ့ခမားကဘယ်သူမှုလို့ဒီလောက်လေကြီးနေရတာလဲ။ငါဘသူဆိုတာနင်သိချင်ရင်သိရမှာပေါ့။အဖွာအိုကပြောလိုက်တယ်ဆိုရင်ပဲနောက်တော့တဲ့စီကနေ နွန်စွာမကြီးမလုံးနဲ့ကြားကြည့်တကောင်ခုံထွက်လာတယ်။အဲဒီခဏမှာပဲဖွားအိုရဲ့အသွင်ကရုတ်ချီးပြောင်းလဲသွားတယ်။လက်တစ်ဖက်မှာဓာအလုတ်ကိုကင်ဆောင်ထားတဲ့အဖွားအိုရဲ့အသွင်ကိုမြင်တော့ကန်ကြီးလက်ဖြတ်သွားပြီးဒူးထောက်ကျသွားရတယ်။မေမေမေသားတော်မှပါတယ်သားတော်ခွင့်လုပ်ပေးပါ။ကန်ဆိုတာကိုကပြူတာလောကမှာမပြစ်မလိုက်တဲ့အရာကိုပြစ်မလိုက်တာကတကယ်ကိုကြီးမလုံးနဲ့အဖြစ်ပါပဲ။ကိုရဲ့အပြစ်ဒဏ်အတွက်ကိုယ်တိုင်ခံယူပါ။ ဓာကင်ထားတဲ့မေတော်စီကစကားသက်အဆုံးမှာတော့နောက်မှရှိတဲ့ကြားကြီးကကန်ကြီးထံကိုခုံဝင်အုပ်လိုက်ပါတော့တယ်။ထိုနည်းတူတူပဲတစ်ဖက်ကပေါင်ကြီးတို့မှလည်းသူတို့ဆရာကန်ကြီးရဲ့အဖြစ်ပြက်ကြောင့်ကြောက်အလန့်အားနဲ့တွင်းပြက်ပြီးထွက်ပြေးကုန်ကြတယ်။ဒါပေမဲ့သူတို့ကံမကောင်းခဲ့ပါဘူး။ဒေါ်ဇက်စီကိုမြောက်ခင်မှာပဲညစွာသောမွေတို့ကသူတို့ကိုပေါ်စီကိုခုံတက်ရစ်ပတ်ပြီးကတ်ခဲကုန်ကြပါတော့တယ်။ အတင်တကားမင်းတို့ဇနီးမောင်နှံရွှေစည်ဒီကိုဆက်လက်ဆောက်ရှောက်နိုင်ပါပြီ။တပည့်အမိုက်မဲတွေကြောင့်အခုလိုမျိုးအနှောက်အယှက်ဖြစ်သွားတာကိုတော့ခွင့်လို့ပေးပါ။ခွင့်ပြုပါလို့နှကားမင်းမင်းတို့ထံကစကားဆိုတဲ့တရားတချက်များစွာနဲ့နှကားမင်းတစ်ဖြစ်လဲညွန့်လင်ပြူကကျေးဇူးကြီးမားလာပါတယ်မေတော်။မေတော်ကသူ့ရဲ့စီတော်ကြားကြီးရဲ့နောက်ကျောစီတက်လို့ထွက်ခွာသွားခဲ့ပါတယ်။လူလင်ပြူကမေတော်ထွက်ခွာသွားရလမ်းစီကိုတခဏမှငေးကြည့်နေပြီးနောက်ကိုလှည့်လိုက်တယ်။ဟင် စိတ်ရောင်ဝတ်ဆင်ထားတဲ့မင်းမပြိုတယောက်မင်းမပြိုကိုမြင်တော့လူလင်ပြိုဝမ်းသာသွားတယ်။နင်းနှမတော့မောင်နှောစီပြန်လာတယ်နော်။မင်းမပြိုစီကရှင်ရှင်ဆဆအပြုံးတစ်ခုဖြစ်ပေါ်လာပြီးကောင်းကင်ပြတယ်။ပြီးတော့နှစ်ဦးသားပြောရှင်လွန်းစွာနဲ့တဦးလက်ကိုတဦးဆွဲကင်ပြီးရွှေရောင်တစ်ဖြက်ဖြက်လက်နေတဲ့ဇီးကြီးကလေးစီကိုပြေးလှမ်းသွားကြပါတော့တယ်။သူတို့ထွက်သွားပြီးနောက်ဒုနေရာလေးစီမှာ တစုံတရာကကြန့်ရှိနေပါတယ်။အဲ့ဒီအရာကကျောက်တုံးကြီးတစ်ခုရဲ့နဘေးမှာ ဦးကောင်းစီကသွေးမြထွက်ကတည်ဆုံနေလေတဲ့ခင်လေးသို့မဟုတ်တာခွားဆရာမလေးဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်